တကြံနှစ်သက်ကိုရုံပရဲ့ဆရဲကိုနှစ်စင်ရရှိရေးအတွက်အလုသမားထောင်ချီပါဝင်တဲ့ဆန္ဒပြမှုဒီကနေ့မလ26ရက်နေ့မနက်ပိုင်းမှာရန်ကုန်မြို့ကြောက်တရားမြို့နယ်မဟာဗန္ဓုလပန်းချံအနီးမြို့တော်ခမ်းမရှိမှာပြုလုပ်ခဲ့ပါတယ်။ဒီဆန္ဒပြမှုကို11ရုပ်တန်ရဲ့သတင်းတောက်ကအခုလိုပဲတွားရောက်သတင်းရယူထားပါတယ်။ ဒီနေ့တော့ဆက်ခရုံကနေမရှိလာလဆောင်းနေမှာရန်ကုန်မြို့ဆုလိဖျားနာမှာရှိတဲ့မဟာဗန္ဓုလပန်းကျင်ရဲ့ရှေ့မှာလောသမားတွေဟာကြံရုံပည့်ရဆဲကိုနှစ်ဆင်ဇက်တာရရှိဖို့အတွက်ကိုဆန္ဒပြတောင်းဆိုနေကြတာကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒီဆန္ဒပြတောင်းဆိုနေတဲ့လောသမားအင်အားကတော့ထောင်ချီရှိနေတာကိုမြင်တွေ့ရမှာဖြစ်ပြီးတော့သူတို့ဟာအဲ့ဒီတောင်းဆိုချက်ကိုလောသမားသမဂ္ဂတချင်းကိုတီးဆိုပြီးတော့တောင်းဆိုနေကြတာဖြစ်တာကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ် ဆန္ဒပြမှုကိုမြန်မာနိုင်ငံလုံးဆိုင်ရာလူ့သမားသမဂ္ဂများအဖွဲ့ချုပ် CDUM ကဥဆောင်ပြုလုပ်တာဖြစ်ပြီး CDUM အဖွဲ့ဝင်စက်ရုံအလို့ရုံတွေကလူ့သမားထောင်ချီပါဝင်ကနှစ်စဉ်တကြံရုံပည့်ရဲ့ဆေးရရှိဖို့အပြင်လူ့သမားတွေနဲ့သက်ဆိုင်တဲ့ဆုံးဖြတ်ချက်တွေချမှတ်ရမှာလူ့သမားသမဂ္ဂအဖွဲ့ချုပ်များနဲ့ညီနိုင်ဆွေးနွေးဖို့နဲ့မျိုးပြတွေမှာအလို့လောက်ကင်နေတဲ့ခြေလက်ဒေသကလူ့သမားတွေတကြံပည့်ရဲ့တွေမှာမိသားစုနဲ့ပြန်လည်တွေ့ဆုံရေးစတဲ့တောင်းဆိုချက်တွေနဲ့စုပေါင်းဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။လူ့သမားတွေတောင်းဆိုတဲ့တကြံရုံပည့်ရဲ့ဆေးရက်ကိုယခုနှစ်2018ခုနှစ်အတွက်သတ်မှတ်ပေး ေးခဲ့ပေမဲ့နောက်လာမယ့်နှစ်တွေမှာတော့9ရက်ဖြစ်ဖို့လားလာရှိတာကြောင့်လုံသမားတွေအနေနဲ့နောက်နှစ်တွေမှာလည်း10ရက်ရရှိဖို့တောင်းဆိုတာဖြစ်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာလုံသမားသမဂ္ဂများအဖွဲ့ချုပ် CDUM ရဲ့ဗဟိုကော်မတီဝင်ဖြစ်သူမဝင်းတန်ကြီးဆိုကအခုလိုပြောပါဗျာ။ အဲ့တော့ဒီနေ့မှာတော့တို့ကလည်းဒီပေါ်တကြံဆဲရက်ပိတ်ဖို့ကိစ္စကိုသိထားတဲ့ဆိုတဲ့အကြောင်းမို့လို့ဆဲရက်ကိုတို့ဒီပေါ်ပလန်ဆွဲထားတာရှိတယ်ပြီးတော့နေပြန်မဲ့လူတွေအကုန်လုံးကလည်းဒီပေါ်လက်မှတ်တွေဝယ်ထားတယ်ဆိုရရှိတဲ့အကြောင်းမို့လို့အကုန်လုံးအဆင်မပြေပါဆိုတဲ့အကြောင်းမို့တို့တွေကအစားထိုးပြန်ဆင်းတယ်တချို့ကြတော့တချို့ဆက်ဝင်အစားထိုးပြန်တချို့ဆက်ဝင်ကြတော့လည်း2019ပြက်ကလေးအဟောင်းအတိုင်းပဲယူကြတယ်တချို့ဆက်ဝင်တွေကြတော့လည်းဒီပေါ်ခွင့်မဲ့ပေါ့နော်ဒီလစာမဲ့ခွင့်နဲ့ပဲတို့တွေဖြတ်ကြတယ်ပေါ့နော်အဲ့တော့တို့ကလည်းတရားဝင်ထုတ်ပြောတယ်နောက်နေ့ဒီမှာအစိုးရကထုတ်ပြန်တဲ့အတိုင်းပဲ အဲဒီလိုမျိုးသူတို့တတ်မှတ်ပေးမှဖြစ်တယ်လို့လှုပ်ရှင်တွေအကုန်လုံးကလည်းတရားဝင်အလုပ်သမားတွေအကုန်လုံးကိုပြောတယ်။တကြံ ਉਹ နှစ်စဉ်နှစ်တိုင်းဆယ်ရက်ပိတ်မှ ਉਹ ဖြစ်မှာမပိတ်ရင်လုံးဝမဖြစ်တယ်ဆိုတော့ဒါကြောင့်မို့ကျမတို့ကတော့ပိတ်အောင်လို့အစိုးရကိုတိုက်တွန်းပြီးတော့ကျမတို့ကတော့ဆွေးနွေးညှိနှိုင်းပြီးတော့ပိတ်ဖို့အတွက်ကိုကျမတို့ကပြောကြားပြောကြားမှဖြစ်တယ်။တကြံရုံးပိတ်ရက်ဆယ်ရက်ကိုနှစ်စဉ်သာမရရှိပါကနေဝေးပြန်ရမယ့်အလုပ်သမားတွေအတွက်အခက်အခဲတွေရှိနေတာကြောင့်ဆန္ဒပြတောင်းဆိုခြင်းဖြစ်တယ်လို့ဆန္ဒပြဝဲမှာပါဝင်ခဲ့တဲ့လိုင်တရာမြို့နယ်စီတူနိုအထက်ကျောက်ဆက်ယုံမှအလုသမာကိုဝင်းအောင်ကအခုလိုပဲပြောပါဗျ။ ကျွန်တော်ဆက်ရမှာတော့ဆက်ရသားတကြီးပိတ်တယ်ဘာမှလည်းမပြောဘူးဆက်ရပိတ်လိုက်တယ်ဒါပေမဲ့လာမယ့်နှစ်ကိုကျွန်တော်တို့က၅ရက်ဖြစ်မှာဆိုလို့ဒါကျွန်တော်တို့ခွင့်ရေးကျွန်တော်တို့လိုချင်လို့ကျွန်တော်တို့ကငယ်ဝေးတဲ့လူဆိုတော့မဖြစ်မနေဒီဆက်ရပိတ်မှာပြန်ခွင့်ရတယ်တစ်နှစ်မှတစ်ခါလေဒီ၅ရက်နဲ့ဆိုအဆင်မပြေဘူးတော့တကြမ်းဘလောက်မှနေရမှာမဟုတ်တကြမ်းတော့ကြာလိုက်ကားစစ်တွေရမ်းကြည့်ရလေစိုးပြန်ရမှာဆိုတော့ကားလည်းအဆင်မပြေဘူးရွာတော်ပြန်ရအောင်မှာမဟုတ်ဘူးလေဆက်ရမပိတ်လို့ရှင်အားကြောင့်မလို့ကျွန်တော်တို့က ကျွန်တော်တို့အခွင့်အရေးပေါ့အလုံသမားအကုန်လုံးရဲ့အကိုစားပေါ့ကျွန်တော်တို့ဒီမှာမရောက်နိုင်တဲ့ရှိလေရောက်နိုင်တယ်လို့ပဲရှိတယ်လေကျွန်တော်တို့ကတော့ဆယ်ရက်နှစ်စဉ်နှစ်တိုင်းရုံပရဲ့ဆယ်ရက်ရအောင်လို့ပဲကျွန်တော်တို့ကကျွန်တော်ဆန္ဒကိုကျွန်တော်တို့လာဖော်တော့တာဖြစ်ပါတယ်တကြံနှစ်ကူရုံပရဲ့ကာလမှာနိုင်ငံတကာနဲ့ဆက်သွယ်ဆောင်ရွက်ရမှာရုံလုပ်ငန်းတွေနဲ့ဗန်လုပ်ငန်းတွေအခက်အခဲဖြစ်ပေါ်တာနဲ့ကုန်စည်စီးဆင်းမှုတွေနှောင့်နှေးကျန်းကျခြင်းတွေဖြစ်ပေါ်တာကြောင့်နှစ်တကူရုံပရဲ့ဆယ်ရက်အစား၅ရက်တာပိတ်မှာဖြစ်ပြီးကျန်၅ရက်ကိုအစားထိုးပြန်ပေးမှာဖြစ်တယ်လို့ပြည်ထောင်စုအစိုးရအဖွဲ့ကမလ၁၀ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲ့လိုထုတ်ပြန်ခဲ့ပြီးတဲ့နောက်အလို့သမားတွေဟာတကြံရုံပိတ်ရက်ဆဲရရှိဖို့တောင်းဆိုခဲ့ကြတာကြောင့်ယခု2018ခုနှစ်အတွက်တကြံရုံပိတ်ရက်ကိုတရားဝင်ထုတ်ပြန်ချက်အတိုင်း9ရက်အပြင်အစားထိုး9ရက်နဲ့ဆက်ရက်ပိတ်လိုက်ပြီးအစားထိုးခွင့်ပြုပေးမဲ့9ရက်အတွက်အလုံရှင်အလုံသမားနှစ်ဖက်ညှိနှိုင်းပေးကြဖို့ပြည်ထောင်စုအဖွဲ့ရုံးကအမှတ်38မြင်းဆောင်2018နဲ့အမိန့်ကြော်ညာစာထုတ်ပြန်ခဲ့ပါတယ်။